ဝင်ဘာလ၈ရက်နေ့ညနေပိုင်းကကရားပြည်နယ်လွိုက်ကော်မြို့ကရားဒေကွင်းမှာပြုလုပ်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ကရားပြည်နယ်လူလူတွေ့ဆုံပွဲကိုတက်ရောက်သူပြည်သူပြည်သက်ပေါင်းတပေါင်းကျော်ရှိခဲ့တယ်လို့သိရပါဗျ။အဲဒီတွေ့ဆုံပွဲကိုလွိုက်ကော်မြို့ဒေသခံတွေသာမကဒီမော့ဆိုရှာတော်ဘောလခဲဖာဆောင်မဲဆက်စတဲ့မြို့နယ်တွေကတိုင်းရင်းသားပြည်သူတွေလည်းအများပြားလာရောက်ခဲ့ကြပါဗျ။အဆိုပါလူလူတွေ့ဆုံပွဲမှာဒေါ်အောင်ဆန်းစုကြည်ကလက်ရှိအဆိုရအနေနဲ့ ဒီမိုကရေစီစံနှုန်းစံထားအပြည့်အဝရရှိတဲ့အစိုးရမဟုတ်သေးဘူးလို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ဒေါ်စန်းစုကြည်ပြောကြားခဲ့ရမှာ လက်ရှိမှာနိုင်ငံအတွက်အရေးကြီးတဲ့အချိန်ရောက်နေပြီဖြစ်တယ်လို့ဆိုပါတယ်ဒီချိန်မှာကျမအရေးကြီးတဲ့ကိစ္စတခုတော့ဒီအထူးသဖြင့်တိုင်းရင်းသားများနဲ့အတူကျမဆွေးနွေးပြီးတော့အမြင်ချင်းဖလှယ်ကျင်ပါတယ်အဲ့ဒါဘာလဲဆိုတော့တချို့တွေကဆိုလို့ရှိရင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကမမပါတီဆိုပြီးတော့ဒီလိုပြောကြပါတယ် ပြောချင်တာတိုင်းသားတွေကိုကိုစားပြုတာမဟုတ်ပါဘူးအဲ့ဒီလိုဆိုချင်တာပါအဲ့တော့ကျမကတော့ရဲရဲတင်းတင်းပြောရပါတယ်ကျမတို့အဖွဲ့ချုပ်ကကျမတို့ပါတီရဲ့သမိုင်းကိုပြန်ပြီးတော့ကြည့်ရကြည့်လိုက်တာ ဒီမတို့ကတိုင်းရင်းသားတွေကိုကိုစားပြုခဲ့တဲ့ပါတီဟုတ်မဟုတ်ဘူး1990ခုနှစ်ရွေးကောက်ရောက်ောက်ပွဲတုန်းကဝင်ပြိုင်ခဲ့တယ်ရှင်ပြိုင်ခဲ့တယ်ဒီမတို့ကိုစလဲတွေအဲ့ကိုပြန်ကြည့်ပါ2010တုန်းကတော့တိုင်းရင်းသားနယ်မြေမှာဆိုလို့ရှိရင်အာဂျပန်ရွေးကောက်ပွဲမှာမွန်ပြည်နယ်မှာတနင်္လာနောက်ပြီးတော့ဒီရှမ်းပြည်နယ်မှာတနင်္လာနောက်ပြီးတော့ကချင်ပြည်နယ်မှာ3နေရာလုံးမယ်ဆိုပြီးမှဖြတ်သိမ်းလိုက်တဲ့မလို့ဖြစ်ဘူးနောက်ပြီးတော့လရှုမှာတနင်္လာ ၃၀၀မှာဒီကြပြရွေးကောက်ပွဲမှာရှင်ပြိုင်ခဲ့ရပါတယ်ဒီ၃နေရာမှာ၂နေရာမှာကျမတို့နိုင်ပါတယ်နောက်ကျမတို့ကလည်းဒေသကတိုင်းသူတွေပဲကျမတို့ကကိုယ်စလေတွေဖြစ်နေရွေးချယ်ပြီးတော့တင်မြှောက်ထားပါဘယ်တော့မဆိုကျမတို့ဟာကျမတို့ရဲ့ပါတီကိုပြည်ထောင်စုဘွားတိုင်းသားအလုံးကိုကိုစားပြုတဲ့ပါတီလို့ပဲကျမတို့သတ်မှတ်ပါတယ်အဲ့ဒီတိုင်းသားတွေမှာဗမာပါတယ်ဆိုတာလည်းမမေ့ကြပါနဲ့လို့ကျမကျမသတိပေးကြပါဦးအဲ့တော့ federal စနစ်မလို့ခွဲထွက်သွားမယ် federal စနစ်မလို့ပြည်ထောင်စုပြိုကွဲမယ်ဆိုတာလုံးဝမဟုတ်ပါဘူးမဟုတ်တဲ့အပြင်မှာကမ္ဘာနိုင်ငံများရဲ့အတွေ့အကြုံရဟာတွေ့ခဲ့လဲဆိုတော့စစ်မှန်တဲ့ federal ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ထူထောင်ထားတဲ့နိုင်ငံတွေထဲမှာဆိုလို့ရှိရင်ခွဲထွက်ခြင်းနဲ့စိတ်ဓာတ်ကအင်မတန်ပုံပြီးနေပါတယ်ဘာဖြစ်လို့လဲဆိုတော့အားလုံးရဲ့သဘောတူညီချက်အရယေ းဆွဲထားတဲ့ဖွဲ့စည်းပုံခြေကဥပဒေအလုံးစရတရားရဂိုင်းတော့မဟုတ်ဘူးပေါ့နော်ဒါတော့ကျမတို့လည်းကလေးလေးတွေမဟုတ်တော့ဘူးဒါကလေးလေးတွေတော့နားလည်နိုင်မှာပါတရားရဂိုင်းတော့အလုံးကသဘောတူညီနေဆိုတော့မဖြစ်နိုင်ဘူးသို့တော့အများစုကသဘောတူညီပြီးတော့လက်ခံထားတဲ့စနစ်ဆိုလို့ရှိရင်ခိုင်ကနေတည်မြဲ အမြဲကအများကကျင်တ်တယ်အများကနေပြီးဆုံးလွတ်သွားခြင်းနဲ့စိတ်ခွဲသွားခြင်းနဲ့စိတ်မရှိဘူးဒါကြောင့်မလို့တနည်းအားဖြင့်ပြောရင် federal စနစ်ဆိုတာကျမတို့ရဲ့ပြည်ထောင်စုကိုပို့ပြီးတော့ခိုင်မြဲစေနိုင်တဲ့စနစ်လို့ကျမတို့ပြောချင်ပါတယ်ဒီ PR စနစ်ကိုလက်ခံလိုက်ခြင်းအားဖြင့်ပြည်သူတွေကပြည်သူတွေမဲတွေကပြန့်သွားပြီးတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်သားနိုင်ငံမရှိအောင်များ လုပ်သလားလို့ကျွန်မတို့ကစဉ်းစားကြဖြစ်နေတာ။ဒါကျွန်မတို့ဒီလိုစဉ်းစားမိတယ်ဆိုတော့ရိုးရိုးသားသားတင်ပြလာမှာ။တခြားလူတွေလည်းစဉ်းစားမိမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်မကတော့ကျွန်မတို့ပြည်သူတွေကိုအထင်မသေးပါဘူး။ပဲလို့ပဲလို့လို့မဲမကွဲစေခြင်းလို့ရှင်မကွဲအောင်လုံနိုင်တဲ့လုံနိုင်တဲ့အရေးချင်းလုံပိုင်ခွင့်ဟာပြည်သူတွေရဲ့လက်ထက်မှာရှိပါလေလို့ကျွန်တော်ပြောချင်ပါတယ် ya ya me velo de သူတွေဟာမမှန်ကန်ကန်နဲ့လွတ်လွတ်လပ်လပ်မိမိတို့ရဲ့ဆန္ဒအရာမိမိတို့ရဲ့စင်ကျင်တုံတရားအရာမဲပေးနိုင်မယ်ဆိုလို့ရှိရင်ကျမတို့ဘာမှပူစရာမရှိပါဘူးဒေါ်ဆန်းစုကြည်ကအခုလက်ရှိအချိန်ဒီမှာဆိုရင်အာဏာပိုင်အဖွဲ့စည်းမဟုတ်သေးဘူးပြည်နော်အာဏာပိုင်ဖက်မကြည့်တော့သူဘာမှလို့သူမလွတ်ပေးနိုင်ဘူးကျွန်တော်တခုပြောပြမယ်။ဒီ89တုန်းကဒူလာတုန်းကလူလူစီရူဝဲဝဲကဟိုးတောင်ဝဲစီဒီနားမှာလှုပ်လှုပ်တယ်ဗျ။အဲ့ဒါလှုပ်တော့အဲ့ဒီအရေးခင်းတုန်းက ာဆိုရှင်ဒီတဲ့တိုင်းပဲဟိုငွေကိစ္စနဲ့ပတ်သက်လို့လူတွေကပတ်စံပြန်ရချင်ကြတယ်ဗျာအစိတ်တန်တို့35ကျပ်တန်တို့95กျပ်တန်တို့90ကျပ်တန်တို့စသဖြင့်အဲ့တော့ဒေါ်စန်းစုကြည်ကိုမေးတယ်အဲ့တော့ဒေါ်စန်းကြည်ကဟောလူသူရမေးတာအဲ့ဒီဒေါ်စန်းစုကြည်ကအာဏာရလို့ရှိရင်နင်းနေပါလဲကျွန်တော်ဒီငွေတွေဘာလို့ပြန်လုပ်ပေးမလဲဟုတ်ကဲ့ဘူး ကျမအနာပဲပဲမဟုတ်ဘူးတဲ့ဟုတ်လားကျမဘာလုပ်ပြီးမယ်ဘာလုပ်ပြီးမယ်ဆိုကတိလည်းမပေးနိုင်ဘူးတဲ့ညာကြီးပြောခဲ့ဘူးလားရှိတယ်ကျွန်တော်မတားထားတာဟုတ်လားအဲ့ဒါမှတော့အဲ့တော့ခုဒီချိန်မှာလည်းသူဒီစကားကိုပြန်ပြရမယ်ဆိုရင်သူလည်းအနာပဲဒီမဟုတ်ဘူးရှိတယ်ဒီမှာကြတော့ဘာတူတက်လာမယ်ဆိုသူလုပ်ပြီးလို့မရဟုတ်လားအဲ့လွတ်တော့မှသူနောက်ဆုံးပြောတင်ပြရင်လောက်ပဲရှိမှာပေါ့အဲ့တော့ဝိုင်းကတော့ပြချရင်လည်းဘာမှမတတ်ဘူးအဲ့ဒီမှာရှိတယ်အဲ့တော့ကျွန်တော်တို့ကဘာထောက်ခံလဲဆိုတော့ ပုံမှန်လေးတုံး6ကျွန်တော်ထောက်ခံတယ်အဲ့ဒါမှသူကအာနာရှိလာပြီးတော့မှသူပြေးထားတဲ့ဂတိတွေသူနယ်လဲပြီးတော့မှလို့စီယုံကြီးထားပြောထားတဲ့စကားလေးသူ အဲ့ဒီမှာလုပ်ပြီးတော့အခုချိန်မှာကျွန်တော်ဘာလုပ်ပြီးပါဘာလုပ်ပြီးပါဘာလုပ်ပြီးပါဆိုတာဆောင်ရွက်ပေးပါတော့ပြောနေတယ်သူလည်းခရီးမပေးနိုင်ဘူးသူလည်းမလုပ်ပေးနိုင်ဘူးအဲ့ဒီမှာရှိတော့ဆောင်စုကြီးကဒီခရီးတွေခွေးမှာရောက်လာမယ်လို့ပြောတော့ခါကျွန်တော်တို့ကားနဲ့လာကြတော့ကျွန်တော်တို့ဘာရှိတယ်ပြည်သူလူထုနဲ့ကူပေါင်းပြီးတော့တာအသေးပါလာပြီးတော့ကျွန်တော်လာပြီးတော့ဒီခန္ဓာကိုယ်လာတော့ခရီးအချင်းဖြစ်တာအော်ကျွန်တော်အမေစုကိုကျွန်တော်တို့က block ကြီးအလေးထားတယ်ဆိုရင်ကျွန်တော်ရင်တော့ဘူချုံအောင်ဆောင်တော်လန်ပြီးတော့ဖက်စစ်ကြပါ tolang tolang ini tara dia terus တမိုင်းမှာစီစီချာချာပေါ်ပေါက်ခဲ့လို့ဟူတာပေါ့အဲကျွန်တော်တို့ကဘုရားဆောင်းကိုကျွန်တော်မမြင်ရပေမဲ့သူ့ရဲ့သမီးခုတခိပြန်ပြီးတော့ဒီဒီမိုကရေစီနီလာကိုပြန်ဖော်ဆောင်ဖို့အတွက်သမီးတယောက်ဖြစ်တဲ့မီဆူကလာတယ်ဆိုတော့ကျွန်တော်တို့ကိုချစ်လက်ရောက်လဲတွေ့ချင်တယ်မျက်နှာလဲမြင်ချင်တယ်သူဟောပြောတာလဲကျွန်တော်တို့တာပြီးနာခံပြီးတော့နာယူပြီးမှကျွန်တော်တို့မလာနိုင်သေးတယ်ကျွန်တော်တို့လူတူတွေအတွက်ကိုကျွန်တော်ပြန်လဲပြီးတော့ဝင်ငှပေးမယ်လို့ကျွန်တော်နေနေကျွန်တော်အဲ့လိုပြောအမီဆူနဲ့တွေ့ရမယ်ဆိုတော့ပြောတယ်ဝမ်းတာတယ် အရင်ကတွေ့ချင်တယ်လို့ပြီးတော့ပြောပြောပဲဖိတ်ကြားလို့လည်းလာရခြင်းပဲဖြစ်တယ်လို့ပြောမိစလားနောက်ထပ်အချိန်များစွာတွေ့ချင်အရင်တွေ့ချင်နင်းဒီပြောပြောပဲနင်းဒီကကရင်းနေလဲတွေ့ချင်တော့ဗောနော်ဒေါ်ဆန်းစုကြည်ကလက်ရှိအစိုးရဟာဒီမိုကရေစီစံနှုန်းစံထားကိုအပြည့်အဝရောက်ရှိသေးတဲ့အစိုးရမဟုတ်ပဲဒီမိုကရေစီအတွက်စ조사ဆဲကာလဖြစ်တယ်လို့ဆိုပါတယ်အဲဒီအတွက်အားလုံးသောပြည်သူတွေကအဖြစ်ကိုအဖြစ်မှန်တိုင်းမြင်နိုင်ရမှာဖြစ်ပြီးတတိရှိရှိပြပြသားသားဆုံးဖြတ်နိုင်မှာ တကယ်ပြည့်ဝတဲ့ဒီမိုကရေစီကိုခရီးနေနိုင်မှာဖြစ်တာကြောင့်တွားရမယ့်လမ်းကရှိပါသေးတယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်ဒေါအောင်ဆန်းစုကြည်ကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဟာမြန်မာကိုစားပြုပါတီဖြစ်ပြီးတိုင်းရင်းသားပါတီတွေကိုကိုစားမပြုဆိုတဲ့စကားဟာမှန်ကန်မှုမရှိပဲ NLD ဟာတိုင်းရင်းသားအလုံးကိုကိုစားပြုတဲ့ပါတီဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။